ဘိုးအောင်ကျော်တရားဝင်းနဲ့ဘိုးတထောင်ဖျားဝင်းကြမှာရှိတဲ့တင်ဖြူတင်ပေါ်ခြင်းနဲ့ဆက်ဆက်နေတဲ့မြမစက်ကန်အာနာဘယ်မှာပိုင်ဆိုင်တဲ့မြေအေက20ခန်းမှာကောင်းမြမအောင်ကုမ္ပဏီမှစိတ်ခံတရားတည်ဆောက်ရေးစီမံချက်ကိုရစမ်းပြီးဖို့ပြည်တော်စုအစိုးရကိုတိုက်တွန်းကြောင်းဆိုကိုဂျွန်လ10ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။အဲ့ဒီအဆိုကို Second Messenger နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဝင်းကဂျွန်လ3ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာတင်သွင်းခဲ့ပြီးဂျွန်လ10ရက်နေ့မှာကျင်းပတဲ့ လွှတ်တော်စီဝင်မှာလွှတ်တော်ကိုယ်စားလှယ်၅ဦးကထောက်ခံဆွေးနွေးခဲ့ပါတယ်။အဆိုပါစီမံကိန်းကိုခွင့်ပြုလိုက်ပါကရန်ကုန်မြို့အတွင်းတောင်ထုံးမှုတွေပုံမဖြစ်ပေါ်လာမယ်၊ရေလမ်းကြောင်းကျက်တဲလာမယ်အခြေအနေ၊ဘူရထောင်စီတီတို့ထိခိုက်လာနိုင်မှုအခြေအနေ၊ကန္နာလန်တို့ချောင်းမှာကွန်တိန်နာရေနေကြောင့်ရင်ကြောပုံမကျက်တဲလာမယ်အခြေအနေ ယခုစီမံကိန်းခွင့်ပြုထားတဲ့နေရာမှာရေထွက်ပေါက်တွေပိတ်ပြီးရေကြီးရေရှမ်းမှုတွေပုံမဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုထောက်ပြပြီးစီမံကိန်းကိုရပ်ဆိုင်းဖို့အစိုးကိုထောက်ခံဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးရမှာပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကစီမံကိန်းမှာကောင်းကျိုးအနည်းငယ်သာရှိပြီးစိုးကျိုးများတဲ့အတွက်စွန့်စားမှုမလုပ်သင့်ဘဲအစိုးအပေါ်ကန့်ကွက်မှုမရှိဘဲထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။အစိုးပါစိတ်ခန့်တရားတည်ဆောက်ဖို့အတွက် ကောင်းမြတ်အောင်သင်္ဘောကုမ္ပဏီတစ်ခုတည်းသာတင်တန်ရရှိခဲ့ပြီးတည်ဆောက်လုပ်ငန်းတွေစတင်အကောင်အထည်ဖော်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာအစိုးရမြေဧက20ခန်းမှာတိမ်ပြူတင်ပေါ်ခြင်းမော်တော်ယာဉ်ဌာနခွဲဗဟိုပစ္စည်းထိန်းဌာနထိန်းသိမ်းရေးဝန်နဲ့ဝန်ထမ်းရပ်ကွက်တို့တည်ရှိနေပြီးစီမံကိန်းစတင်မှာကဖယ်ရှားပေးရမှာဖြစ်ပါတယ်။